်သားကစုံလင်ခွေပြမှုဘဝတွေကိုဘယ်လိုတိဆောက်ကြမလဲဒီဆောင်းပါးကိုဆောင်းပါးရှင်ခိုင်စော်ရေးထားပါတယ်နွားတို့တော့ဝေပါလားတပူးကို၃00တွေပါနွားတို့စစ်စစ်ပါနော်အသက်60ဝန်းကျင်အရွယ်ခေါင်းမီးရှုံထားတဲ့မွတ်စလင်မျိုးသမီးတူဟာရခိုင်စကားမပီတပီပြောပြီးဈေးလောက်ဝေတဲ့သူတွေကိုနွားတို့ပလင်းတွေခိုင်မြောက်ပြကလိုက်ရောက်နေတာဖြစ်ပါတယ်နောက်ထပ်မျိုးသမီးကြီးတူကလည်းမေသားတပေါ်ကို9000ပါလို့អော်ပြောတာ တီဘတ်တစ်ခုလေးကိုခင်းစုထားတဲ့အမေသားတွေကိုခွာရောင်းနေပါတယ်။အဲ့ဒီမြင်ကွင်းဟာအာရခဒေတာကမြို့တစ်ခုရဲ့မြို့မစည်းကြီးအတွင်းမနက်ခင်းတိုင်းမြင်တွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။သွေးရှောင်းစီပြီးလူအသက်ပေါင်းများစွာတည်ဆုံးခဲ့ရတဲ့အထိလူမျိုးရေးပနိပခါဖြစ်ခဲ့တဲ့လူမျိုးနှစ်စုကြားငင်းချဲစွာအတူရှင်တွင်းနေထိုင်ဈေးရောက်နေကြတဲ့မြင်ကွင်းဟာစေစုနှစ်တစ်ခုကြာမှပြင်မြင်တွေ့နေရတာဖြစ်ပါတယ်။အဲ့ဒီလူမျိုးကွင်းမျိုးတွေဟာမွတ်စလင်နဲ့ ရခိုင်လူမျိုးသားအတူနေထိုင်ကြတဲ့အာရခဒတနဲ့ပြည်သူတွေအဖို့ဖူးဆန်းတဲ့မြင်ကွင်းတော့မဟုတ်တော့ပါဘူး။လူမျိုးရေးဘာသာရေးမှိုင်းတွေကြောင်းရုပ်ဆွေဒါဆွေကအချင်းချင်းတက်ဖြတ်တနိပခဖြစ်ခဲ့ကြတဲ့မွတ်စလင်အတိုင်းဝိုင်းနဲ့ရခိုင်လူမျိုးတွေဟာပြီးခဲ့တဲ့နှစ်ဝန်းကျင်အာရခပြည်တွင်းအရခတတအေးထိန်းချုပ်လာနိုင်ကလေးကအပြန်အလဲယုံကြည်မှုတွေတဖြည်းဖြည်းတိဆောက်လာရခဲ့ရပါ။နောက်တစ်ဆင့်လေးခုနဲ့ပဏိပခတ်နောက်ပိုင်းဒုက္ခသစ္စကံ အန်တီဘီကက်တွေမှာပဲတီတဲ့ပိုက်လောင်နေထိုင်ခဲ့ကြရတဲ့မွတ်စလင်တွေဟာရခိုင်လူမျိုးတွေအများစုနေထိုင်တဲ့မျိုးပေါ်တွေချိပါတက်ရောက်ဈေးဝေးတာအပြဲအလံကူးလူဆက်ဆံတာစီးပွားတူလောက်ကြတာတွေတဖြည်းဖြည်းရှိလာခဲ့တာဖြစ်ပါတယ်။အာရခတ်ပြည်တွင်းနေပြည်သူအလုံးကိုမခွဲခြားပဲဒန်းလူဆက်ဆံတာအုတ်ရှုံမယ်ဆိုပြီးအာရခတ်တက်တော်တက်မှုရှုပ်ကိုဒမ်မင်းခွန်းတွေနဲ့အင်တာဗျူးတွေမှာမကြာခဏပြောကြတာနေပြည်တော်မှာလက်တွေ့ပြုမှုလာတွေကြောင်းလူချင်းမှုတွေရခဲ့ရလို့အာရခတ်ပြည်သူတွေကဆိုကြပါတယ်။ အရခတ်တော်ကမြို့ရဲ့အပီးတင်ပိုက်ထိန်ချုပ်ထားတဲ့အခြေအနေမှာတော့အရင်တုန်းကထက်ယုံကြည်မှုတွေပိုရလာခဲ့ပြီးမွတ်စလင်တွေအနေနဲ့လည်းအခွင့်အရေးပိုရလာခဲ့ရလို့ဆိုကြပါတယ်။အရင်ကနေ့စရာဘုန်းကြီးတို့ကအရင်ကဆိုအခုစောင့်တလို့ရပြီကတူတူဟာလိုလိုလိုရမြတ်တမဆုတင်တင်လို့ရလာအဲ့ဒါကစကန်စကန်တော့နေအတူပေါ်လို့နေလို့ရပါရဲ့ဘုန်းကြီးတို့ကကိုလေးသားပဲပြန်လို့ရပါရဲ့။အေးအေးထိန်ချုပ်ပြီးနောက်ပိုင်းမှာရလာတဲ့အခွင့်အရေးတွေ ပြည်ခဲ့တဲ့ဥသိမ်းစိန်အစိုးရလက်ထက်နဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တုန်းကမွတ်စလင်နဲ့ရခိုင်အပါအဝင်ဒေသအတွင်းလူအတိုင်းဝိုင်းတွေကြားအပြန်အလှန်ယုံကြည်မှုရဖို့တူဆတိဆောက်ခဲ့ရပေမဲ့အရာမထင်ခဲ့ပါဘူးအရာမထင်ယုံကြည်မှုရတဲ့အပြင်2010ခုနှစ်မှာဆိုပကြောက်တဲ့လူမျိုးရေးပြည်ပခတ်တပွေထက်ပြေးခဲ့ပါသေးတယ် ဒါပေမဲ့2022ခုနှစ်ဝန်းကျင်အာရခပြည်တွင် AA ကမြေမြထိန်းချုပ်မှုတွေအတိုင်းအတာတစ်ခုထိရလာပြီးနောက်ပိုင်းမှာတော့ယုံကြည်မှုတွေအစအစတိုးကခုလိုအခြေအနေထိရောက်လာခဲ့ရပါမွတ်စလင်နဲ့ဒေသခံလူမျိုးစုတွေဟာပြန်အလဲသင်္ခါမကင်းစိုးရင်ဇက်တွေနဲ့နေလာခဲ့ကြရတဲ့အခြေအနေကနေခုဆိုရင်အပြန်အလဲသွားလာခုလူဆက်ဆံတာ တူတူကလောက်ကိုင်းဇင်းရောက်နိုင်တဲ့အခြေအနေထိရောက်တော်ခဲ့တာဖြစ်ပါတယ်တတ်တော်ရဲ့စိတ်ဝင်မှုတွေပြောနေအလုံးငြိမ်အောင်လက်တွေ့ကြကြဆက်ဆက်မှုတွေကြောင့်ပေါ့ခုလိုအခြေအနေတွေရောက်တော်လာလို့ရခိုင်ဒေသခံနိုင်ငံရေးအကြီးခက်တူကတုံ့သက်ပါတယ်အာရခတ်ပြည်တွင်းမှမွတ်စလင်တွေဟာအာရခတ်ပြည်အနေနဲ့ခီးတော်လာခွင့်စေဝါကူတာခွင့်ပညာသင်ကြားခွင့်ပျော်ဝဲရွှေမွေးတွေကျင်းပခွင့်မျိုးပေါ်တဲအလုံးလုံးခွင့်ပါရလာခဲ့ကြပြီဖြစ်ပါတယ်အာရခပြည်တွင်မွတ်စလင်တွေနေထိုင်တဲ့ဒေသတွေမှာလူမျိုးစုပါဝင်တဲ့ ချစ်ချည်ရဲ့အားကစားပွဲတွေပါကျင်းပလာတာဆက်တိုက်တွေ့ခဲ့ရပါတယ်။ဒီကုရခမော်တော်ကိုကျွန်တော်ပတ်သက်လာဖိုက်ပြီးနောက်ပိုင်းဝန်လုံးမခဒီဘိုလ်ရှော့စကတခွန်းနဲ့အလုံးလလလလအောင်အထီလလရဘူး။မြို့တွေဝင်ရောက်ခွင့်ပြီးခဲ့တဲ့အစိုးရလက်ထက်တွေတုန်းကမွတ်စလင်တွေဟာရခိုင်လူမျိုးများစုနေထိုင်တဲ့မြို့ပေါ်ရပ်ကွက်တွေနဲ့ရခိုင်ကျေးရွာတွေစီတော်ရောက်ခွင့်မရခဲ့ကြပါဘူး။ဒုက္ခသည်စကန်းထင်းမှာပဲလုံချိုရေးတက်ဖွဲ့ရရဲ့တင်းကျဲတဲ့အဆောက်အကျဲတွေနဲ့သာနေထိုင်ခဲ့ကြရတာပါအာရခပြည်သူတော်လည်းအစိုးရအဖြစ်လေး အာရခတက်တော်ဟာအစိုးရတရက်မခွေစေခင်နေမည်စူးမုံနိုင်မှုအနည်းငယ်သာရှိခဲ့တဲ့အစောပိုင်းကာလကလေးကဒေသခံမွတ်စလင်တွေကိုတပ်ဖွဲ့ဝင်အဖြစ်လက်ခံတာအုပ်ချုပ်ရေးတရားစီရင်မှာမွတ်စလင်တွေကိုထိသွင်းပါဝင်စေခဲ့တာပါမွတ်စလင်လူဦးရေအများအပြားရှိတဲ့ဘူတီရောင်မောင်တော်ဒေသတွေဆိုရင်အေအေတပ်ဖွဲ့ဝင်မွတ်စလင်တွေအများအပြားရှိနေပြီးအရာရှိအဆင့်တွေပါရှိနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်အာရခတက်တော်တပ်မှုချုပ်ဘူချုပ်ထိုင်နန်းနိုင်ကလည်းတက်လက်အုပ်ချုပ်ရေးတရားစီရင်မှာ မှုစနစ်ပါဝင်လူမျိုးစုံကိုဆက်အပ်ထားတယ်လို့ဆိုထားပြီးညီပြင်းမှာလည်းတကယ်ရှိနေတာတွေ့ရပါတယ်။အာရခတ်တက်တော်ဟာမှုစနစ်ကျေးရော်တွေမှာပြီးခဲ့တဲ့2019 2020ဝန်းကျင်ကလေးကအုပ်ချုပ်ရေးအဖွဲ့ဝင်တွေခံအားအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။တက်တော်ကိုအရင်ကလေးကယုံကြည်ခဲ့ရဲ့အခုဆိုရင်ပိုလို့ယုံကြည်တဲ့တင်းရက်လာတာတက်တော်ကြောင့်လေလို့ရောင်ဦးမျိုးနေမှာမွတ်စလင်လူကြီးတူကပြောပါတယ်။ ဲ့ဒီခြေလှမ်းတွေဟာအတိုင်းဝန်းနှစ်ခုကြားယုံကြည်မှုရဖို့လမ်းစာတွေဖြစ်ခဲ့ပါတယ်ခုတော့တယောက်မျက်နှာတယောက်ဝင်မကြည့်နိုင်တဲ့အထိခါခါတတိဖြစ်ခဲ့ကြတဲ့အတိုင်းဝန်းနှစ်ခုဟာအရင်အတူတူကနေထိုင်ခဲ့ကြတဲ့အတိုင်းယုံကြည်မှုတွေအပြည့်အဝနေပါပြန်ရလာခဲ့ကြပြီးဖြစ်ပါတယ်ဒါပေမဲ့လေအာရခပင်္ဂလာနေဆက်ပေါင်တော်ပူတိတော်မှာထောက်ရှားနေကြတဲ့စစ်ကောင်စီကျော်ထောင်နောက်ကန်ကူညီပေးထားတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကတော့ သွေးခွေလှုပ်ဆော်တာတွေလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။အဲ့ဒီလက်နက်ကင်အဖွဲ့တွေဟာမွတ်စလင်ပြည်သူတိုင်းရဲ့ထောက်ခံမှုကိုရကြတာတော့မဟုတ်ပါဘူး။အနှင်းငယ်သောမွတ်စလင်တချို့ရဲ့ထောက်ခံမှုကိုသာရထားပြီးနေဆက်တချောက်ပြည်ပဆွေးငွေလူတာငွေရဆေးဝါးကွန်ကူးတာတွေလောက်ကမွတ်စလင်ပြည်သူတွေအပေါ်လဲချင်းချောက်ဆက်ကြေကောက်ကရှိနေရလို့ဘောင်တော့ဒေတာခင်တွေကဆိုကြပါတယ်။ကျွန်တော်ကတော့ဒီ ARS တို့ဒီ RSO တို့ ARA တို့ဒီလိုလက်နက်ကိုင်အဖွဲ့အစည်းကဒရိုဟင်ညာကိုကူစားမပြုတ်ဘူးဗျ။ သူတို့ကဒီအဓိကလက်ရှိကအထိအချိန်အထိကမင်းအွန်လိုင်းကိုပဲသူတို့ကဘောမနေတဲ့အဖွဲ့အစည်းတွေသူတို့နဲ့ရိုဟင်ညာနဲ့ဒီပြည်သူတွေကိုခွဲခြားပြီးမြင်တတ်ဖို့လိုပါတယ်ဒီလက်နက်ကိုင်အုပ်စုတွေကသူတို့အကျိုးအမြတ်အတွက်သူတို့အကျိုးစီးပွားအတွက်သူတို့ဒီသူတို့အခွင့်အရေးအတွက်လှုပ်ရှားနေတာပါအာခပ်ပြည်တွင်းမွတ်စလင်နဲ့ဒေသခံလူမျိုးစုတွေသိမြဲအေရှားသောအတူရှင်တွင်းနေထိုင်နိုင်တဲ့အခြေအနေယုံကြည်မှုတွေဟာလွယ်လွယ်ကူကူရလာတဲ့ယုံကြည်မှုတွေတော့မဟုတ်ပါဘူးစီစုနေကြတိဆောက်စေယုံခရရတာဖြစ်တယ်လို့ နှစ်ဖက်အတိုင်းဝိုင်းကဆိုကြပါတယ်။အဲဒါကြောင့်ယုံကြည်မှုကိုပို့ပြီးတော့ခိုင်မင်းတည်တဲ့အောင်ထိန်းသိမ်းကြဖို့လိုအပ်တယ်လို့မွတ်စလင်တွေနဲ့ဒေတာခန့်ပြည်သူတွေကဆိုကြပါတယ်။အဲဒီလိုမဟုတ်ပဲအရင်2010နဲ့ခုနေတော့ကလိုမျိုးသွေးတော်လှုပ်ဆောင်မှုတွေနောက်လိုက်ပြီးသူညီလေးအမားမျိုးတွေဆက်မနိုင်မယ်ဆိုရင်တိန်ကောနစ်ခဲ့ပြီးဖြစ်လာတဲ့အမုံတရားတွေကြောက်ပြန်ပြန်လေထွက်ကြလာပြီးပနိပခါတွေပြန်ဖြစ်ကာအပြစ်မဲ့ပြည်သူတွေပဲထိခိုက်ကြရမှာဖြစ်တယ်လို့မွတ်စလင်အတိုင်းဝိုင်းနဲ့အာရခပြည်သူတွေကထောက်ပြကြပါတယ် အာရခဒေတာမှာအသက်23နှစ်အရွယ်မွတ်စလင်လူငယ်တဦးကတော့သူတို့ငယ်ငယ်တုန်းကလိုမျိုးတခိုင်ရှင်းစားတဲ့အသားအရောင်ဆုံးလူမျိုးစုံတငယ်ချင်းတွေနဲ့အတူတကောအေးအေးချမ်းချမ်းပဲဆက်နေခြင်းပြီးအခုအချိန်တွေကိုတက်တက်အောင်ထိန်းသိမ်းကြဖို့လိုရလို့ပြောဆိုပါရတယ်။ရုပ်ဆိုအကျဉ်းတန်ပြီးအနာတရများခဲ့တဲ့2010နှစ်တုန်းကမိမျိုးရေးပဏိပခလူမျိုးထမ်းမဖြစ်ရလျောင်းထိဆောင်ရင်ရှိပြီးသားရင်ကျမှုတွေကို ပုံမခိုင်မင်းမပြည့်စည်စေဖို့ပညာတတိယနဲ့အစဉ်ချင်းနေထိုင်တည်တယ်လို့အာရခလူအတိုင်းဝိုင်းကပြောဆိုမျိုးလင်းနေကြပါတယ်